ကနေ့ရာဇဝရဆက်ဆက်ခုနှစ်ခုနှစ်ပြင်းရောလာပြီးရောတည်ရဲ့ပြမြဲရာဇဝရမှာပြုလို့အသောခန္ဓာနဲ့ဝိပဿနာတိတ်တန်ဆေတရားသံဃာကိုရဲ့တရားသံဃာအဝနေ့အယုန်နေ့ညာကျန်ကာလသမယသာဖြင့်သောသဇဂတိပိသဇဂတိဝိတယအနေနဲ့ပြောကြလို့လာကားတော့ ආනන්දයන් කි පොබුදලා දේන්දරව නෝනි ඔවුද බාදවනේ දිති ආලයෝතෝ දය යෙරණ දය යෙරණ දංගා යෙරණ යෙරණ යන දෝමා වූ වූ වේජා සීකර යාවේ ඉති එළොටි බලෝ යාවෝලා යෙරණ බඩම්බා වලේ තෝමා හරේ යෙරණ තෝමා တဲ့ယရနာသုံးပါတရားယရနာယတရားယရနာယသံဃာယရနာယဘယ်လိုယရနာထိုက်တာလဲဘယ်လိုဉာဏ်လို့လိုက်တာလဲဆိုတော့ဘောရောလောကေသမုပ္ပန်သောဣဒာယသဗ္ဗပါဏိတံဓမ္မောလောကေသမုပ္ပန်သောဒုက္ခာယသဗ္ဗပါဏိတံသံဃောလောကေသမုပ္ပန်သော ော်ရတိလောကီလောကနာသဘုံပါသောဘုံသောဘောပေါလာရဲ့ဆိုတာကသဘာဝတိနာအလုံးစုံသောတတ္တဝါတို့စိတ္တရာအကျိုးစီးပွားအလုံးကတဲ့။ဘုရားရှင်ကိုရောမြတ်ဘုရားရှင်ရတနာရဲ့လောကမှာဘုံသောဘောပေါလာတာကတတ္တဝါရဲ့အကျိုးစီးပွားအတွက်ဒါဓမ္မလုံးပြတဲ့ပုံပန်တော့ဒုက္ခရသဗ္ဗပါဏိတံ ဓမ္မလောကေသမုပ္ပါဒလောကမှာတရားရတနာရဲ့လို့ဖြစ်ပေါ်လာတာပွန်တော့ပေါ်ပေါ်လာတာကဒုက္ခယတပ္ပာဏိတံသတ္တဝါဒီသံသာဟုရဟုတ်တယ်။နောက်သံဃာယတအမှုစရာကဓမ္မလောကေသမုပ္ပါဒောပုံရိပ်ဖြစ်တဲ့ဒုက္ခရံဖြစ်တယ်။သတ္တဝါဒီ ဲ့ဒါကဓမ္မတွေကုသိုလ်လေးလို့တော့မျိုးစည်းတွေစိုက်ရုပ်ဖို့ရန်အတွက်တရားမြေကောင်းအဖြစ်တဲ့တဏ္ဍာယနာဆိုတာဘုထုပေါ်ပေါ်လာတာတဲ့စေနာပတ္တပါလေဘုရားဘုရားတရားယနာရေတရားယနာရေတရားယနာရေအဲ့တော့ယနာဘုရားကဉာဏ်လို့အပ်တဲ့တရားဉာဏ်လို့အပ်တဲ့တရားတွေပေါ့ ယသောဘုရားမမြတ်လို့အပ်ဘူးလားဘာလို့မြတ်လို့အပ်ကြလဲဆိုလို့ရှိရင်ဘုရားရဲ့လို့ပုံလုံးပေါ်ပေါ်လာတာကတတော်ရည်ကျိုးစီးပွားဖြစ်ဖို့အတွက်တရားကလည်းပဲမမြတ်လို့အပ်ဘူးလားမမြတ်လို့အပ်ပါဘူးဘယ်ပါတော့မြတ်လို့အပ်တာလဲဆိုတော့တရားဆိုတာကတတော်ရည်ဘာဖြစ်ဖို့အတွက်စံတာဘုရားတန်ခါးတော်လည်းမမြတ်လို့အပ်ဘူးလားမမြတ်လို့အပ်ပါဘူး ဘာဖြစ်လို့လဲဆိုရင်ပုံရိပ်ခေတ္တအလုံးစရံနဲ့လူကြီးတခါတော့မှလေကုသိုလ်ကြီးဘုသောမျိုးစီစိုက်လို့ရအတွက်တန်ဃာတို့ကြီးရှိတာကလေယာဉ်ကြီးကောင်းကြီးရလိုက်တာပဲတဲ့။ဟောရလား။အဲ့အဲ့ဒီဟာတရားရတဲ့တရားရတဲ့တန်ဃာရတဲ့ဒီလောကမှာဘုသောပေါ်ပေါ်လာပြီးရေလုံးတတ်တဲ့အရာတွေအကျိုးဒီဘဖြစ်စေနိုင်တာ။ သံသာစေနိုင်တာကုသိုလ်မျိုးစေစားယူဖို့ရအတွက်တရားကြီးကောင်းတွေရလိုက်တယ်လို့ယူသံဖို့ရှိတဲ့သံသာယတနာပေါ်လာတော့လည်းတဘာကမ္မတွေတဲ့ကျုံတွေ့တော့လည်းကျိုးဒီဘွားကခုဖြစ်ချက်ပါဖြစ်တာဟုတ်ပါဘူးဆန္ဒပြနေတယ်ဆိုတော့လည်း လုံးလေးရှိနေတယ်လို့ရနေနေတယ်လို့လည်းပဲအကျိုးပြထောတဲ့ဒီနေ့သာပဲဆယုတ္တန်မှာပါဖြစ်ပါလေအကျိုးပြထောမှာပဲလေဟုတ်ရလားဥပမာတည်းဆိုရင်ဒါဆိုရင်တော့ယာတိတို့လိုလိုဆိုလို့ရှိရင်ဒါဘောရောကာလကုန်ကန်ကြီးပြောရတော့ပါပေါ့နော် တော့ဦးဇင်းတို့စအရာစလို့ရှိရင်ဝါဆိုလာလေးတွေကနေပြီးတော့မှဘောင်ဘောင်လာပြီးတော့ရင်းလာပြီးသင်းကျွလာပြီးသံမောလာပြီးဒီအကြည့်ကိုဘိုးရသည်ဘိုးကာလာလို့ဒီလိုသတ်မှတ်တာဦးဇင်းတို့စပေးပါဘာလို့ဒီလိုလာပြီးရတယ်ဆိုတော့ဒါဘိုးရသည်အဆုံးသတ်ဘိုးရတဲ့တနာလေးတင်တော့အဲ့တော့ပြောလို့ကဘိုးတို့တစ်ခုလုံး ကတကဖြစ်တဲ့မိုးရေလည်းရှိတော့ရှိတာပေါ့ဗျာသို့တော်လည်းမိုးရေအများဆုံးမိုးရေရွာလို့တဲ့ဆိုတာကသတ္တဝါတွေအကျိုးတွေမများဘူးလားများပါဗျာသို့တော်သတ္တဝါတွေအကျိုးရှိစေနိုင်တဲ့အကျိုးများစေနိုင်တဲ့မိုးရေရွာချပြီးတော့လည်းဒီမိုးရေဆိုအကျိုးရှိအောင်ရယူသုံးနိုင်တဲ့လူမှလာသုံးနိုင်ပါတယ်အကျိုးကရှိပါဗျာအဲ့တော့ဒီမိုးရေရွာရော ိမ်မှာတော့ဘုရားအတွက်ဒီချိုးဘုပဲဖြစ်ဖြစ်ဒီကဘုပဲဖြစ်ဖြစ်ဒီတော့ဘုပဲဖြစ်ဖြစ်ဟောဘိုးကြီးခွက်တည်တဲ့ဘိုးနေတဲ့ခံယူထားရတဲ့အဲ့ဒီဘိုးကြီးစားလိုက်တာပေါ့မရလားဘုရားတို့တော့လည်းအဲ့ဒီဘိုးကြီးကိုဘလောက်ပဲဘိုးရောရောကိုယ်လည်းမဆိုင်တယ်လို့လေးလေးချူပြီးထားခဲ့စေဘိုးရောဒီဘိုးလေးနဲ့ဘိုးကြီးပြန်ပြောင်းရအောင်လားမပြောင်းရအောင်ကိုတော်ဘိုးရဲ့အဲ့လိုဘိုးကြီးခွက်တည်ဘိုးကြီးရဲ့ ခံယူပြီးတော့မှသိနေခံနိုင်ကိုယ်တော့အကျိုးရှိတာတို့ဒီလိုရတဲ့စေတ္တာပြီးတော့မှလေဒီလေးမှာပြစင်းနေတဲ့ရည်ရည်စုထားနိုင်တော့မြက်စိုက်ခြင်းမျိုးကြီးအတွက်အကျိုးရမများဘူးလားများပါဘူးတို့တော့အဲ့လိုမှကိုကမသိသေးတဲ့နိုင်ကိုဆိုလို့ရှိရင် မဆုသောသားနိုင်လို့ဆိုလို့ရှိရင်အဲ့ဒီယွာချတဲ့မြတ်ဘိုးရည်ကိုယ့်အတွက်အကျိုးရှိပါမလားရှိပါပါဆရာဆက်လို့ပါရန်တို့အပ်တဲ့တရားရည်တရားရည်တန်ခါရည်နာလောကမှာပို့ထွန်းပေါ်ပေါက်လာတော့လဲပဲအားဒီကိုမြတ်တို့ကကောင်းမှန်းမသိတန်ဖိုးသားကကောင်းမှန်းမသိကိုယ်နဲ့မဆိုင်တယ်လို့ဒီလိုရောပေါ်ပေါ်ဆန်းဆန်းနေပြီးရှိလို့ပါ ဘဝတက်တာပုံဆုံးသွားပြီဆိုလို့ရှိရင်ကိုယ်တို့ဇူးများနိုင်ပါလားမရပါဘူးအဲ့တော့ဘုလိုကိတမုပ္ပံတော့ဣဒါယသမ္မပါတိဟံတဲ့ကျသိလို့ပြောတော့ဘုဘောလာတာတတော်ရီဘာပြောလို့လဲဆိုဒီဘောဆိုဣဒါဣဒါသာကချမ်းသာလို့တည်းရဲ့ဘာသာပြန်လို့အကျိုးစီးပွားလို့ဘာသာပြန်ဘုရားတရားနာလေအကျိုးစီးပွားအဲ့တော့ ဘုရားရဲ့ဘုဒ္ဓဘောဟောလာတဲ့အတွက်ကျက်ဆောင်ဘုရားကအေးပြီးတော့မှကုသိုလ်ကြီးအမှုလို့ကြီးကံကြီးကံရဲ့အကျိုးခွဲရောပြီးတော့မှယတနေတာလုံတယ်ခဲ့တာသုံးပါခဲ့တာဟောကြားခဲ့တာဒါလေးသိဖို့လားရှိပါရဲ့ဗျာဒီအဲ့ဒါဒီကိုကိုက လေးလံတည်ယူပြီးတော့မှနားလေသဘောပေါက်ပြီးတော့မှအော်ဒါလေးကအာဟုလိုလေးနဲ့ဒါလေးဆောင်ရမယ်ဒါလေးကကုသိုလ်လေးနဲ့ဒါလေးတို့ပေါ်အောင်မလို့ကြိုးစားရမယ်ဆိုတော့အသည့်တွေနဲ့ဒါလေးလေးလံတည်ယူပြီးတော့မှအာဟုလိုလေးမဖြစ်အောင်နည်းအောင်ကုသိုလ်လေးဖြစ်အောင်တို့အောင်ပေါ်အောင်ကြိုးစားရမယ်ဆိုလို့ရှိရင်အဘုဒ္ဓကမကောင်းတဲ့အကျိုးကိုပေးတာကုသိုလ်ကကောင်းတဲ့အကျိုးကိုစစ်စစ်တဲ့ဆိုတော့အကျိုးပြီးွားတယ် ရုပ်သွားပါလားသုံးပွားတာပါလားသုံးပွားတာအဲ့တော့ဘာဖြစ်လို့လဲဆိုတော့ပြောတော့ဘောဘောတာလို့ပဲဟုတ်ရလားဘာဖြစ်လို့ပါလဲရုပ်သွားပြန်တော့ဘောဘောလာတော့ဒီကဘုဒ္ဓဒီကအဘုဒ္ဓဝေကြပြီဒီရဲ့ဟုတ်ရလားအေးအဲ့လိုပဲတခါကုသိုလ်ရင်းအဘုဒ္ဓဝေကြပြီးတော့မှသိပြီဆိုလို့ရှိရင်အဘုဒ္ဓမပြောင်းဆောင်းနိုင်ရတယ်ကုသိုလ်ရင်းဖြစ်အောင်ဆောင်းနိုင်ရတယ် အလိုရှောင်းနိုင်ဆောင်းနိုင်မှသာလေရဲ့ရသော်ပြန်ပေါ်တဲ့ပြောတဲ့အတိုင်းလေးလာနေယူပြီးတော့မှနားပဲသဘောပေါက်အောင်ကြိုးစားပြီးတော့ပါကျင့်သုံးနိုင်မှသာလေပါပြမှာလေအကျိုးစီးပွားသာစစ်မှာအဲ့ဒါလေးကိုမှမလေးလာမသိယူအပေါ်ရပြီဦးမလားအမေသုံးစံစီလို့ဥချလိုက်ပဲပို့ပွဲလိုက်ပဲတူလိုက်ပဲတားလိုက်ပဲရသော်ပြန်ပေါ်လို့လေအတိတ်ပဲဖြစ် ဓမ္မတွေကိုနားမဲ့သဘောပေါက်အောင်လေ့လာသိယူတာတွေမလုပ်ရအောင်။တိုက်တာကျင့်သုံးကြိုးစားအားထုတ်တာတွေမလုပ်ရဘူးဆိုတာဆိုရင်အကျိုးစီးပွားတွေဖြစ်ပါမှာ။ဖြစ်ပါမှာ။အဲ့ဒါဆိုလို့ရှိရင်ဘိုးကြီးဘလောက်အောင်ဖေးရွာရွာရွာတော့တဲ့ဘုကကိုယ်နဲ့ပတ်သက်လို့ညစ်ညစ်ရှိပြီးတော့မှအင်းကြီးတာနဲ့အတူတူပဲဖြစ်သွားမှာပေါ့။ဟုတ်ရဲ့လား။အေးခဲ့တာကြောင့်ဘိုးတော်လုံးကသဘောကတော့ဣတရာယသဘောပါတိတံယသိဘုထုံးပေါ်ပေါ်လာတာက လောကလူသားတွေအကျိုးစီးပွားဖြစ်ဖို့ဆုံးတော်လည်းပဲအကျိုးစီးပွားဖြစ်ခြင်းမဖြစ်ခြင်းကဘုသူ့ပေါ်မှာအဓိကမူတည်နေပါလေဘုရားပေါ်မှာအဓိကမူတည်နေတယ်။ဟုတ်ကဲ့နော်။နောက်တစ်ချက်ကပါလဲဆိုတော့ဓမ္မောဝေသမုပ္ပါဒောဒုက္ခယသဗ္ဗပါဏိနံလောကမှာတရားဉာဏ်ကဘုသူ့ပေါ်ပေါ်လာတယ် သောတာပန်ဖြစ်ခဲ့တဲ့ဘုရားတော်ဘောကရဲ့မြတ်စွာဘုရားကတရားဓမ္မတွေဟောကြားပြသဆုံးမခဲ့တယ်ဆိုတာကဒီအတွက်ပါကြောင့်လည်းဆိုရင်တတ်တော်အားဖြင့်ချမ်းသာမှုအတော်လေးပါပြောဖို့ပါလေချမ်းသာမှုဟုတ်ပြီချမ်းသာတယ်ဆိုတာကဒီကလူမလေးစိတ်ကြီးပနလုံးပိုင်တာကောင်းရင်ပနစီရှိတာစိတ်ငြိမ်ရွှေတွေရဏတွေဘလို့တော်ဆုံးပြီးဆောင်းပြီးတာအဲ့ဒါကိုချမ်းသာတယ်လို့ပြောချင်တာ အဲ့ဒါကအကျိုးစီးပွားသောသောကနေမှာပါမတော်ဘူးလားအင်းချမ်းသာတဲ့ဆိုတာကတခြားမဟုတ်ဘူးဒုက္ခတွေပရိဒီဝါဒီဒုက္ခတွေဒေါမနတ္တတွေဥပါယာတွေဆိုရဲအမှုကြီးတွေရေးပြီးတော့မှချမ်းသာဖို့အတွက်ဟောရလားတရားရဲ့ဘုံတို့ဘောလာတယ်ဆိုတာကတတော်တွေချမ်းသာဖို့ဥစ္စာကဒုက္ခပရိဒီဝါဒုက္ခဒေါမနတ္တဥပါယံကမိတွေ လေးပြီးတော့မှပါပြောလို့ရတယ်။ဆန္ဒတော်ကိုရာဆိုတတိယအပြည့်ပြောရရင်စိတ်ချမ်းသာဖို့ပေါ့ဗျာ။ဟုတ်ရလား။ပါပြောဖို့ပြောပါလေ။စိတ်ချမ်းသာဖို့ဟုတ်ရလား။တရားရည်နာဖို့တော့ပေါ်လာတယ်စိတ်ချမ်းသာမယ်။ချမ်းသာဖို့ဆိုတော့ဩဒီတရားကြီးကြောင့်ဒီယရနာကြီးရှိရင်ဘာလို့တူချမ်းသာမယ်လဲ။တောကပိရိယောဒုက္ခဒုက္ခနတ္တဥပါယံသာရင်ရေးပဲတဲ့ဖြစ်ဆိုပြီးတော့ပါ။ တရားစာအုပ်ကြီးတွေပြန်ပတ်လဲမှာအများအားဖိုက်ထားရမှာတရားစာအုပ်ကြီးတွေထားရပြီးတော့မှာတရားကမ္မတင်ပြီးတော့မှာကုသနေရမယ်လို့ပြောတာဟုတ်ပါဘူးယေဆောတရားဟောကြားခဲ့တရားဓမ္မတွေအဲ့ဒါတွေကတကယ်လေးလာတည်ယူပြီးတော့မှာအရိယာတွေသိတဲ့အသိအရိယာတွေမြင်တဲ့အမြင်တွေကိုနားလည်သဘောပေါက်အောင်ပြီးတော့မှာ ကိုယ်ကိုယ်ရဲ့ဖြစ်ချက်ကျိုးစားအောင်ထုတ်နိုင်မှသာဖြစ်ရဲ့ဒုက္ခပိဋိဝါဒုက္ခသောမနတာဥပါယတာအမှုကြီးလေးချမ်းသာအငြိမ့်ပြီးတော့ပါပါပြမလဲချမ်းသာပါဟောရတာဒုက္ခဆိုရဲစွန့်ရင်ရဲ့ပရိဒီဝါဆိုရဲရဲ့ရင်ကြီးကကြာရခြင်းလေးဒုက္ခသောမနတာဆိုရဲကိုယ်ပင်မစိတ်ပင်မရဲ့ဥပါယတာဆိုရဲတလုံးလုံးပူဆွေးရခြင်းလေးဒေနဒိလာလေ တော့ယောဂီလောဘဒိဋ္ဌိမောဟအဋ္ဌိတရားတွေကနေလာတာဟောရတာခေါင်းကနေလာတာလေလောဘဒိဋ္ဌိမောဟရဲ့အဋ္ဌိတရားတွေကနေလာမောဟဆိုရဲဓမ္မတွေကိုဓမ္မအတိုင်းနားမလည်တဲ့ဘောပေါ့မသိမြင်ကြတဲ့အခါမှာဒါတွေကိုငါဆိုတဲ့အတ္တဤသိနေကြတော့ဘာလဲသိနေဖြစ်နေကြတာ အတဏိကငါပြစ်တယ်လို့ပြစ်မယ်ငါလိုလိုရမယ်ငါအခြေတိုင်းတိုင်းပဲလို့ဖြစ်တဲ့အခါမှာဘုလိုဖြစ်ခြင်းဒီလိုရခြင်းဘုလိုတွေ့ခြင်းဒီလိုဆုံးခြင်းအဲ့ဒီအခါမှာပါရင်ဖြစ်တယ်ဒေါမတွေမဖြစ်ကြဘူးလားဖြစ်ကြတယ်အဲ့တော့ငါဆိုတဲ့အတ္တလူကြီးရခြင်းဖြစ်ခြင်းသာသာဥဒိရဲ့လောဘတွေဟုတ်ရဲ့လားအဲ့ဒါတွေသိပြီးတော့မှအားကြီးလာတဲ့အခါမှာမာနာတွေလည်းပဲထောင်းသွားတယ် မကျင်တဲ့ဒေါသတွေလည်းပဲဖြစ်ကြတယ်။အဲတက္ကမအတ္တပြိတပြိတဲ့ကိစ္စတွေကိုပွားလာပြီးတော့မှဟောနောက်ဆုံးတော့မာရိမေရလိုက်တယ်ဆိုတော့စတော့ကဆိုတဲ့စွေပူဆွေးရခြင်းပြီးပရိဒီဝဆိုတဲ့ငုံချွေးရခြင်းပြီးဒုက္ခဒောမဇ္ဇာဆိုတဲ့ကိုပင်မစိတ်ပင်မခြင်းပြီးဥပါယတာဆိုတဲ့တလုံးမှုတော့လည်းပူဆွေးရခြင်းပြီးဒါတွေပဲနောက်ဆုံးမရဘူးလားမရပါဘူး။အဲ့ဒါဆိုရင် ်အခုလည်းပဲတက္ကသိုလ်ကြီးဘုဂဝေယာကြီးစာရတယ်ဆိုတာအရာဘုဂဝေယာကြီးတရားဘုဂဝေကြတယ်တရားဘုဂဝေကြတယ်တန်ခါဘုဂဝေကြတယ်ဆိုတာက ောကတူပရိဒီဝလောကဓမ္မဒနာဥပါယာသဆိုရဲအမျိုးမျိုးသောအမှုကြီးတွေနဲ့ပြန်မှန်းကြလို့စင်းရဲကြလို့အချိန်အားလိုက်ရင်အချိန်အားလက်အောင်ယူသွားပြီးတော့မှဖျားသွားကြတယ်။ကြောင်းတက်ကြတယ်။ဘုရားရည်တာလေဒါကလားပြန်ရတာအဲ့ဒီအတားမှာဖျားသွားပြီးတော့ကစူတော့ခဲ့တာလည်းပဲအချိန်မောင်းနေတော့ဘူးလေ ဟုတ်ရလားကျောင်းကြီးလည်းပဲတက်ခဲ့တာလည်းပဲကျောင်းပေါ်မနေတော့ဘူးလို့တော်လည်းပဲတောကပတိဒီဝါတောကတော်မနဲ့ပါဥပါယသသမုကြီးတွေကတကယ်ရင်းရလားရင်းပါပါအဲ့တော့တောကပတိဒီဝါတောကတော်မနဲ့သဥပါယသသမုကြီးတွေတကယ်ငြိမ့်ဖို့ဆိုလို့ရှိရင်ကိုဒတာမှာအန္တာမာနာရီဘလို့ဖြစ်ခြင်းဒီလိုဖြစ်ခြင်းဘဝလိုဒီတရားရခြင်းလည်းဆိုတော့သန္တာလောဘကြီး ားလေးကိုနေနေနိုင်ပါအားလေးအောင်ယူနိုင်ပါနောက်ဆုံးကလည်းကိုအောင်ခန်းအောင်ရှင်းလိုက်ပါတယ်လောကကြီးဆိုတာဒုက္ခဒေါမနတဥပါယတအမှုကြီးတွေအမြဲပါလေဟောရလားအဲ့ဒီအခါမှာခုနကပြောခဲ့တဲ့အတ္တ၄ပါးတွေလောဘတွေတိတိဒါတွေပဲဖြစ် ဓမ္မတွေကိုဓမ္မအတိုင်းအမှန်တိုင်းသိမှမြင်မှတနည်းအားဖြင့်ပြောရရင်ဘုဒ္ဓံဓမ္မအဝိဇ္ဇာတွေမဖုံးတော့အောင်ကြိုးစားတိုင်မှဓမ္မတွေကိုဓမ္မအတိုင်းသိမှမြင်မှလာရင်သောသောကပြောတဲ့သောကမိေဝလောကသောမနတဥပါယတာအပူမိကိုဖြစ်စေတတ်တဲ့အတ္တတွေမာနတွေလောဘတွေမဖြစ်နိုင်ပါလေကိုယ်မဲ့ခံနေအောင်လားဧတံလို့ရှိရင် ဓမ္မောလောကိသမုပ္ပန္နောဒုက္ခာယသဗ္ဗပါဏိဏံဆိုတာအဲ့ဒါပြောတာနားလည်လားအေးအဲ့ဒီအခါမှာကျတော့ကိုယ်ကကိုယ်တဏ္ဍမှာအဝိဇ္ဇာပေါ်တည်တာကိုပြန်ပေါ်လာပြီးတော့မှဓမ္မတွေကိုဓမ္မအတိုင်းထိုးထိုးပြီးတော့မှအမှန်တရားသိအောင်မကြိုးစားဘူးဆိုလို့ရှိရင်လောကမှာတရားရတနာဆိုတာကျေစရာလိုပေတနာလိုဘလောက်ပဲခေါ်နေပေါ်နေမြတ်စွာဘုရားတက်တော်ပြရားနဲ့ကြုံလို့ ဟောနေတာကိုကိုယ်တိုင်နားထောင်လိုက်ရနားလိုက်ရရင်တော့ကအဝိဇ္ဇာကနေဝိဇ္ဇာဖြစ်အောင်မပြည့်ဘူးဆိုလို့ရှိရင်အမထုတ်ဆိုင်ဘူးဆိုလို့ရှိရင်ချမ်းသာတာရနိုင်ပါမလားမရပါဘူးဘလောက်တော့မိုးရီရွာရွာကိုယ်နဲ့ပတ်ဆိုင်လို့လက်ပြီးရှုပြီးတော့မှနေပြီးလိုက်ရတယ်အတူတူပဲဖြစ်သွားမယ်တဘောပေါ်ရလားမှန်ပါပါဒီနောက်တစ်ခုကပါလဲဆိုတော့တန်သောလောကေသမုပ္ပန်သောပုံညက်ခေတ္တ အနုဒရံနဲ့တန်ခေါလို့ခင်သမုတ်ကတော့တဏှာယတနာပြုပေါ်လာပေါ်ထုတ်ပေါ်ပေါ်လာတယ်ဆိုတာကပါတယ်လေဟေးတတဝါရီကုသိုလ်ကောင်းမှုယူသောမျိုးစေ့စိုက်ပျိုးမှုရန်အတွက်အရာဒီကောင်းပြီဟုတ်ရဲ့လားတခါတော့ဒီကုသိုလ်သူကိုကုသိုလ်ပွားကိုကုသိုလ်အတိအကျေ စ်လာဘူးဆိုရင်အတိကဘယ်ပေါ်မှာဆက်ပြီးရမှာလဲဆိုရင်တန်ကဆိုရင်နေရာမြေကောင်းပေါ်မှာဆက်ပြီးရမယ်။အောက်ဖြစ်လို့လဲဆိုတော့သောသောကပြောခဲ့တဲ့ဓမ္မတောကပိဒီဝဒုက္ခဒပဏနာဥပါယနာဘူမိရေးဖြစ်တဲ့ဓမ္မတွေဒါလည်းဘယ်လိုဟောခဲ့တာလဲမြတ်စွာဘုရားရှင် ိယောဒုက္ခဒမနကြဥပယတာအခုမိနေငြိမ့်တဲ့ဒီဟောခဲ့တယ်လို့အဲ့တော့ဒီမငြိမ့်နိုင်နေရင်တော့ပါကုသိုလ်တွေအကုသိုလ်တွေခွဲခြားပြီးတော့မှသိနိုင်ဖို့ရအတွက်မဟောခဲ့ဘူးလားဟောခဲ့ပါဗျာအဆုံးမခဲ့ဘူးလားအဆုံးမခဲ့ဘူးအဲ့ဒီအဆုံးမတွေနဲ့နားလည်သဘောပေါက်အောင်ပြီးတော့ပါကျင့်သုံးလိုက်တာနိုင်ပါအကျိုးစီးပွားကြီးဖြစ်ပါလေဟုတ်ရဲ့လား ေအဆုံးကဓမ္မတွေကိုဓမ္မအတိုင်းသိအောင်မြင်အောင်အားထုတ်နိုင်မှာတောကပတိဒီဝါဒုက္ခဒုက္ခနာတာဥပါယတာအမှုကြီးတွေကနေရေးအေးပြီးတော့ပါချမ်းသာပါလေဟုတ်ရလားအေးအဲ့ဒီအကျိုးစီးပွားဖြစ်စေတဲ့ချမ်းသာခြင်းတွေကိုဖြစ်စေတဲ့အဆုံးအမဓမ္မတွေအမြဲတမ်း ်တိုင်းလေးလာတိုင်ဖို့ဆိုလို့ရှိရင်ဒါရင်ကိုအဓိကအားဖြင့်ဘုသူတွေကထိခိုက်တာလေ။အော်ရလား။အေးဒီနှောင်း900ကျော်နှောင်း600ကျော်လောက်နှစ်ဒီမှာဒီအစုံအမဒီဓမ္မတွေမပြောက်ဘဲမပျက်စီးရအောင်ဘုသူတွေထိခိုက်ခဲ့တာပါလေ။အော်ရလား။အေးအရှင်းအရင်အဖို့အဘွားတွေက ကုသိုလ်မျိုးစီတန်ခါးတွေပေါ်မှာစိုက်ခဲ့ပြုခဲ့ရလို့ဟုတ်ရလားအခုအချိန်ဒီအဆုံးအမဒီဓမ္မတွေစဉ်းစားနေတာပုံပြိုးနေတာပြန်ပွားနေတာလိမ့်လာနေယူပြီးတော့မှအားထုတ်နိုင်တဲ့အခွင့်အရေးတွေရမလို့လားရတယ်ရတယ်စိုက်ခဲ့တဲ့ဒါကုသိုလ်အပြင်တွေရဲ့အသီးတွေအပေါ်နေခံစားနေရတာခံစားဖို့ရှိနေရတာ ဟုတ်ရလားနောက်တစ်ခါတက္က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 စိုက်တယ်ရုပ်ပဲဆိုလို့ရှိရင်ယသောဗျာအဆုံးအမပြီယသောဗျာကခေါ်ခဲ့တယ်ဓမ္မတွေဓမ္မတွေပုံမှန်မြင်တဲ့အမြင်သိတဲ့အသည့်တွေဆက်ပြီးတော့မှာဖြစ်နိုင်ပါလေမပြောင်းပြက်အောင်စဉ်းစားနိုင်မယ်ဖိသိမ့်နိုင်မယ်ဘယ်လိုလိုက်လဲဆက်ပြီးတော့မှာနေနေသွားပါလေဓမ္မတွေကလည်းဆက်ပြီးတော့မှာနေနေသွားရပါ ဟုတ်လားအေးအဲ့ဒီပေါ်မှာဟောကုသိုလ်မျိုးစေ့တွေဆိုင်လို့ကုသိုလ်အပေတွေပဲထပ်တက်ပြီးတော့မဖြစ်ဘူးလားဖြစ်ပါဖြစ်ပါဟုတ်ပြီနော်အဲ့တော့ဒါဒီနေ့ကုသိုလ်ပြောလို့လာကဘုရားယေရနာဘုရားယေရနာသံဃာယေရနာဘုရားတရားတန်ခါဆိုရကမြတ်တို့အပ်တဲ့ယေရနာတို့မှာကိုယ်ပဲစည်းကပ်အပ်တဲ့ယေရနာတို့မှာဆိုရကဒီဘာလုံးမလေးထားပြီးတော့မှစုဖို့ဥချနေုံနဲ့တို့ယေတ္တစုတွေထိုင်တောင်းနေုံနဲ့ ို့အတွက်ရတနာခိုက်ပါမလားဟုတ်ပြီနော်ဘာဖြစ်လို့တရားယန္တာလို့ခေါ်တာလဲဘာဖြစ်လို့တရားယန္တာလို့ဆိုလိုက်တာလဲဘာဖြစ်လို့သံဃာယန္တာယန္တာလို့သမုတ်ကြတာတပ်ပတ်ကြတာလဲဘုရားယန္တာကဘယ်လိုအကျိုးရှိမှလဲတရားယန္တာကဘယ်လိုသက်ရောက်မှုဖြစ်တယ်တံဃာယန္တာဆိုတာက အဲ့လိုအကျိုးတွေရှိနိုင်တာလေဆိုတာအဲ့လိုပွဲပွဲပြားပြားသိဖို့မလိုဘူးလားဟုတ်ပါဘူးဟုတ်ပြီသိဖို့လိုပြီဆိုလို့ရှိရင်လည်းနောက်ထပ်ပြောရတော့လည်းသိဖို့ပဲဘောရတာဟုတ်ရလားဒီအဲ့ဒီအခါကကြောအခုတရားစကားမှာဒါယောဂီအောင်နေတယ်လည်းအားလုံးသိပြီးသားပါပဲဆိုတော့ယောဂီအစ်ဒီလည်းသူသိလာမှာပါပဲဆိုတော့ဒီကပရိသတ်ဘုက္ကတွေမှာကုသိုလ်ရိအကုသိုလ်ရိကံကံရဲ့အကျိုးတွေသိသိချာချာ ြင်းပြမှာပဲဟောပြပါတယ်။ဟုတ်ကဲ့နော်။ဒီအဲ့ဒါလေးကိုကြိုးစားပြီးတော့မှမလုပ်ကြရလဲ။ဒေလာရရမယ်။သိယူရရမယ်။ဒေလာသိယူပြီးတော့မှပါလေ။ပို့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 ပြီးတော့မှသို့ပေါ်အောင်ရှင်းတော့ရရမယ်။သူသာအားထုတ်နိုင်ရမယ်။ဟုတ်ကဲ့နော်။ဒါဒီမြေတော့မဟုတ်ပါဘူး။ယေဆောင်ပြားကဓမ္မရီကိုဓမ္မအတိုင်းသိနိုင်ရင်နိုင်ဖို့ရတဲ့အတွက်အတ္တရည်နဲ့မပေါင်းလို့ရအတွက်မာနရည်နဲ့မထောင်လို့ရအတွက်လောဘရည်ဖြစ်တဲ့ မပြီးတယ်မစည်းတယ်မတည့်တယ်မရောရဲတိုင်အောင်ထပ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 ်ပြီးတော့မှမတောင်းတပြီးအောင်ဓမ္မတွေကိုဓမ္မကိုတိုင်းဘယ်လိုမြင်ရလဲဆိုတာတွေကိုဟောပြတာပြောပြတာအဲ့ဒါတွေကိုလည်းပဲဦးဇင်းတို့နေ့စဉ်နေ့တိုင်းပြန်ပြီးတော့မှလက်ဆင့်ပြန်ပြီးတော့မှဟောပြောပေးရတာလေအဲ့ဒါတွေကိုလည်းပဲယောဂီတို့ကမလုပ်ကြရတယ်နားလေသဘောပေါက်အောင်လေးလာသိယူပြီးတော့မှရှင်းလုံးရတယ်ကြိုးစားကြတယ်အားထုတ်ကြရတယ်ဘယ်လိုကြည့်အောင်လဲဆိုတော့ ဆန္ဒရဲ့အတိဘာလို့ဒီမှာလဲဆန္ဒရဲ့အတိဘလို့ဆန္ဒရဲ့အတိလဲသောတာရှင်အဖြစ်တော်ပဲနဲ့ဆန္ဒရဲ့အတိပရိနိဗ္ဗာန်ဆိုတဲ့ငိုကြွေးရခြင်းနဲ့လွတ်ပြောက်တဲ့အတိဆန္ဒဟုတ်ရဲ့ဟောရလားဒုက္ခသမ္မတဥပါယတာရေအပုမိနေငြိမ်းချတဲ့အတိဆန္ဒရဲ့အတိဘာလို့ရလဲကြိုးစားရရတယ်အားလုံးကြရရတယ်ဓမ္မသာရဲ့ဘုရားကလည်းကိုယ်အတွက်စေတနာထိုင်တာတရားကလည်းပဲကိုယ်အတွက် ယရနာထိုင်မှာဧတနာရိကလည်းပဲအတားကိုလည်းယရနာထိုင်အောင်အကျိုးကြီးပြုနေကိုတာအစ်စ်တည်းတည်းကဒီလေယာဉ်ကြီးကောင်းပေါ်မှာဒီကုသိုလ်ကြီးသို့ပေါ့အောင်ပါလေစိုက်ပြကြပြုခဲ့ကြလို့အခုအသည်အဖို့နေပါဖြစ်ကြနေတဲ့ခံစားကြရတယ်။ဟုတ်ပြီအဲ့တော့လေယာဉ်ကြီးကောင်းကြီးဘလောက်ပဲရှိရှိနေဒီကလောကကြီးနန်းကြီးဆိုင်ပဲလေကြီးဆိုင်ဟုတ်ပြီနော်ဒီပြန်စားမယ်ဆိုင်ပဲ ဆိုင်ရုံပဲဆိုင်ဆိုင်ရုံပဲဆိုင်ငါတို့တော့မြေကောင်းနေရတယ်ဆိုရင်ပြီးပြင်နေစားပြင်နေပြင်ကောင်းနေဆိုင်ရမယ်ဒီတန်လို့တောင်းအောင်လဲဆိုင်ရမယ်ဆိုင်ရမယ်ဆိုပြီးတော့မှဆိုင်ဖို့ဆိုတယ်ပဲဆိုင်ရုံဆိုင်ရုံလို့ပြီးပါလားပြီးပါပြီးလို့တော့ဘုရားလည်းအချိန်ဒီလာတဲ့အချိန်ပါလဲပဲကိုယ့်အတွက်အကျိုးရှိအောင်မလုပ်ကြရလဲခူးကြရရမယ်ဆွတ်ကြရရမယ်ဟုတ်ရဲ့လားအသုံးချရရမယ်အေးအဲ့ဒါခူးရကောင်းမှမသိပဲနဲ့ ဆုဖို့ရတဲ့လေးပြရပဲနဲ့အတုံးချဖို့ရတဲ့အတွက်လည်းပဲနားမလည်ပဲနဲ့ဘလောက်ဘက်လေယာဉ်ကြီးကောင်းရရအဲ့ဒီပေါ်စိုက်သေးစိုက်နေမယ်စိုက်သေးစိုက်နေမယ်ဆိုရင်လည်းပဲအကျိုးများပါလားများပါများပါတန်တာတွေကလေယာဉ်ကြီးကောင်းဖို့ဆိုတော့လည်းပဲပြောလိုတာကစိုက်လို့စိုက်နေလို့လည်းပဲအကျိုးကမများဘူးစိုက်တဲ့အချိန်မှာဘာလို့ရပါလဲစိုက်တာအကျိုးရရမယ်ခုရဲဆွတ်တဲ့အချိန်မှာလည်းပဲမလုပ်ကြရလဲဆွတ်ကြရတယ်ဆွတ်ကြတာပဲစားကြရတ လုံးကြရရတယ်။ဟုတ်ရလား။အဲ့တော့တဏ္ဍာရီအပေါ်မှာဒီကရကမတွေတတ်နိုင်သလောက်ပတ်ဖို့တင်ကြတယ်၊ထောက်ပံ့တင်ကြတယ်ဆိုတာကဘာလို့ရလဲ။စိုက်ရတာရေးရတာပဲ။ဟုတ်ရလား။သို့တော့စိုက်ရမျိုးကိုလည်းလမ်းဆုံးပြီပဲဆိုရင်ကိုယ့်အတွက်အကျိုးများပါလား။များပါဘူး။အဲ့ဒီစိုက်ရမျိုးရဲ့အဲ့ဒီလေယာဉ်ကြီးကောင်းကြီးကနေပြီးတော့မှပို့လာတာတွေ၊တိလာတာတွေကိုလည်းပဲဘာလို့ရလဲ။ ခုရဆွင့်ပြဖို့အတွက်အကျိုးရှိအောင်လည်းပဲမလုပ်ရမှာလေအတုံးချန်လာရမှာပဲသဘောပေါက်ရဲ့လားဒီအဲ့တော့ဒီတန်တာတွေကနေပြီးတော့ပါဟောလာပြောလာတင်ကြလာကြားတာလာအဲ့ဒါလေးကိုသိသိသင်ကြလေးလာကြမယ်အယူရပဲအဲ့ဒါသိယူပြီးတော့မှဒါလေးသဘောပေါက်တဲ့အတိုင်းမရရအောင်ကျင့်ကြံကြိုးစားပွားများအားထုတ်ကြမယ်ဆိုလို့ရှိရင်အသည့်အပေါ်တွေမှာဖြစ်ကြရတာလေခံစားကြရတာပဲ ဟုတ်ရလားဒီထက်ဆိုပြအောင်မလုပ်ရလဲကျူစာကြရရဲ့ဒီတရားသက်သက်မှာလည်းပဲရောက်လာရပြီဆိုရင်တရားလည်းပဲကိုယ့်အတွက်ရည်နာထိုက်အောင်တရားလည်းပဲကိုယ့်အတွက်စေရနာထိုက်အောင်တန်ခါလည်းပဲကိုယ့်အတွက်စေရနာထိုက်အောင်ကျူစာပွားများအာထုတ်နိုင်တော့တို့စေတော်ကောင်းပုဂ္ဂိုလ်များဖြစ်ကြပါစေဒီလိုမြတ်တာဆန္ဒပြုရင်းနဲ့ပဲဒီကနေ့ညနှုတ်ဆက်ကြကောင်းဟောဝါဒတရားဒီမှာပဲအဆုံးသတ်ကြပါဦး